ယဟန်တန်ကတော့များမထီကောင်းမကန်ကောင်းဆိုတဲ့အရာဟာဘယ်အရာလဲလဲယဟန်တန်ကတော့ဒီမထီကောင်းမကန်ကောင်းဟာဝေတစ်ခုပဲလားတဲ့ဒီမိခွန်းနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်တွေကိုပြောပြချင်ပါတယ်ယဟန်တန်ကတော့ဒီမကန်ကောင်းတဲ့ဝိထု7မျိုးရှိပါတယ်အဲ့ဒါကတော့ဘာကြီးလဲဆိုတော့ရွှေငွေပလဲမြကြောင်မြွေခူတင်ကြောက်တလင်းတန်တော်ပဒံများဒါတွေဟာယဟန်တန်ကတော်တွေမကန်ကောင်းတဲ့ ပြောရမယ်ဆိုရင်တော့တန်ဖိုးရှိတဲ့ဝတ္ထုစင်မျိုးပါပြီးတော့လူမနတ်မတရိษံမရဲ့၃ခု ਨੇ ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းတွေလည်းမကိုင်းကောင်းပါဘူးပြီးတော့ယန္နာစဘာတီးရွက်စစ်တီခိုးတာဓမြမုတ်ဆိုးတငါတွေရဲ့လက်နက်ပိုက်ကွန်သူတို့ရဲ့ဘန်နာတွေကိုလည်းလုံးဝမထိကွတွယ်ကောင်းပါဘူးအဲ့ဒါတွေကိုကင်တွယ်လို့ရှိရင် ဒုက္ခအဘယ်သင်တပါလေနိဟန်နေမထီကောင်းတာနောက်တရကတစ်ခုရှိပါလေနဝူးချင်းဆရာတော်ဘုရားရဲ့တောရချုံကိုမြို့ကတကာတကမလေးကစွန်းလာလောင်ကြပါလေအဲ့ဒီနေ့ကဆရာတော်ရဲ့တပိတ်ကိုတကာတွေကယူထားပြီးတပိတ်ထဲစွန်းစွန်းဟင်းလောင်ပြီးတော့တပိတ်ကပ်ဖို့ပါပဲအဲ့ဒီချိန်မှာဓမ္မစရိယအောင်မီကင်စာယောဂဖြစ်နေတဲ့ကီလာနယဟန်တပါလေဆရာတော်ကိုဖူးချင်လို့ မြို့ကတကာရီနဲ့ကြွာလာပြီဆရာတော်တွေကိုယူဆရာတော်လက်ထဲယူသေးစွာကတ်လိုက်ပါလေအဲ့ဒီဟန်ကိုဘသူကတ်တယ်လဲဖေအားတဲ့အဲ့ဒီဟန်ကိုဘသူမှမကတ်ရသေးဘူးတကာတကမတွေတပိတ်ပြင်ပြီးကာစားရှိပြီလေအဲ့ဒီအချိန်မှာဝင်ယူပြီးကတ်လိုက်တာမကတ်ကောင်းဘူးလားဆိုတော့အဲ့ဒီဟာကယဟန်ကကပုတ်နေနေတတာအဲ့ဒီအကက်မခံရသေးတဲ့အာမိတ်သာဆွမ်းကိုယဟန်ရဲ့လက်နဲ့တောင်လုံးဝမထိကောင်းပါဘူး ယဟန်ကထိမိရင်အဲ့ဒီယဟန်လုံးဝမဖုံးပေးရပါဘူးပြောရမယ်ဆိုရင်တက္ကမတွေမကက်ကသေးတဲ့စွမ်းကိုယဟန်အနေနဲ့ဖုံးပေးခွင့်မရှိပါဘူးတကယ်လို့နေရာရွှေ့ပြီဆိုရင်တော့တသာအတနာလုံးမှာရှိတဲ့ဘေသံကမမဖုံးပေးကောင်းတော့ပါဘူးဒါဟာပြညတ်တော့ပါပဲဦးစင်းကတပိတ်ကိုမှပြီးဆရာတော်လက်ထဲကိုလက်တော့တပိတ်ကနေရာရွှေ့တော်တယ် အဲ့ဒါနဲ့ဆရာတော်ဘုရားကဥစဉ်တပိတ်အကတ်ခံပြီးပြီလားအဲ့ဒီလိုမေးတိုက်တော့အားလုံးကဘာပြန်ဖြေရမှန်းမသိဘူးအဲ့ဒါနဲ့မကက်ရသေးပါဘူးဘုရားလို့တကားတကားမှတွေကဖြေတော့ဒါမှအဆက်တော့ပြီဘူးပဲဆရာတော်ကြီးတဲ့တပိတ်ကိုမယူပြီးနှခမ်းအကိုင်းပိတ်သက်ရှိမှာပဲတွန်လိုက်ပြီးတော့အကြောင်းကိုတပိတ်လွတ်နေပဲပြန်ကြွသွားတော်မူပါလေဒါအင်မတန်မှ တတိထားမိကိစ္စပါပြောရမယ်ဆိုရင်ခုခေတ်မှာဆိုရင်အင်မတန်မှစာတက်ပေတဲ့ယဟန်တန်ဃာတော်ကြီးတွေကိုစာတက်ပေတဲ့ဆရာတော်ဘုရားကြီးတွေကိုစွန့်ကပ်ခြင်းတဲ့သူတွေအများကြီးရှိပါတယ်သူထက်ကအပြိုင်စွန့်ကပ်ကြတာပါအဲ့ဒီလိုစွန့်ကပ်ပေးတဲ့အခါမှာဆရာတော်တန်ဃာတော်ကလုံးဝတက္ကရာကမကစွန့်ကပ်ပါတယ်ဘုရားလို့ပျောက်ထားသည် တီဆုံးကိုကြိုင်မှာမဟုတ်ပါဘူးအဲ့ဒီကပ်ပါတယ်ဖျားလို့ပြောထားတဲ့ပြောထားတဲ့ဆုံးကိုလည်းဖုံးပေးခွင့်မရှိပါဘူးအလှလက်ခံခွင့်လည်းမရှိပါဘူးဘာမှအဲ့ဒီနေ့ဆရာတော်ကြီးကမဖုံးပြတော့ပါဘူးရေပဲဖုံးပြပါတော့တယ်ဒါဟာလွန်အောင်စရာကောင်းတဲ့ဖြစ်ပါပဲဆရာတော်ကြီးကစိတ်ဆိုးလို့မဟုတ်ပါဘူးအဲ့တော့နားမလဲရင်ဆရာတော်စိတ်ဆိုးသွားပြီလို့ ထင်စရာရှိပါတယ်တကယ်တော့စိတ်ဆိုးတာမဟုတ်ပါဘူးမအပ်ဆက်တဲ့ပစ္စည်းမို့လို့အခုလိုလောရတာပါဒါဟိုးတုန်းကတန်ဃာတော်တွေဟာဗုဒ္ဓရဲ့ပညတ်တော်ကိုအဲ့ဒီလောက်ထိတော်မှာအင်မတန်မှကိုနားထောင်တာပါလိုက်နာတာပါခုအမြင်တော့မပြောတတ်တော့ပါဘူးဒီလိုဗုဒ္ဓရဲ့ပညတ်တော် ြောရမယ်ဆိုရင်လက်ရှိပြောရမယ်ဆိုဥပဒေကိုတိတိကျကျလိုက်နာပြီးနေတဲ့တန်ခါတော်တွေရဲ့အကြောင်းကြားတဲ့အခါမှာအင်မတန်အံ့ဩမိပါတယ်ကြီးညိုစိတ်လည်းပိုလာပါတယ်ဒီလိုတန်ခါတော်တွေနဲ့ပတ်သက်ပြီးတော့ပြောဆိုပြုမှုဆင်ခြင်ရပါလိမ့်မယ်ကြီးညိုစရာကောင်းလိုက်ပါတယ်နောက်ထပ်ထင်ရှားတဲ့တာဒကာတစ်ခုကတော့ပထမရွှေကျင်ဆရာတော်ဖခင်ကိုဒီနေ့မင်းတို့မင်းကမူးကြီးမရတယောက်စစ်လို့ပြီးနန်းတော်ကိုရှာဆရာတော်ဖခင်ဆိုပြီးတော့စွန့်ဖုံးပင်နေတယ် ဆရာတော်ကလည်းနောက်ပတ်တန်ခါချူနဲ့ကြွတာဗောကျောင်းတော်ဆရာတော်ဖခင်ကသင်ငန်းယုံနေပြီးတပိတ်အိတ်ကလေးနဲ့တပိတ်ကိုအနားချထားတယ်ဒါနဲ့မူးကြီးမရရတဲ့ထိုင်ပြီးတော့မှမင်းအိတ်ကရမဆုံးဖုံးပင်လျှောက်ပါတယ်ဖခင်လို့ရိုသေးလျှောက်ထားတယ်ဆရာတော်ကဘာမှမပြောဘူးသင်ငန်းယုံတာပဲသင်ငန်းလေးယုံပြီးတော့တပိတ်လေးလွှဲပြီးထွက်သွားတယ်ဘာမှမပြောဘူးဒါနဲ့အမတ်တွေလည်းစဉ်းစားတယ်ဘယ်နဲ့ဘာမှလည်းမမိတ်ပါလား ဆရာတော်ဟာဘီရင်မင်းမြက်ကပြင်ခံရတာမှဘာမှမပြောဘဲကြွတော့ပါလားဘယ်များကြွတော့ပါလဲနောက်ရောက်ခံလိုက်တယ်တခြားပင်နာများရှိလို့လားဖေဟာနားထောင်လေအဲ့ဒီမှာဆရာတော်ဖះရဲ့နောက်ကိုနောက်ရောက်ခံလိုက်တော့လဲကျိုးလဲချောက်ဖြစ်ပြီးတော့မှတောထဲကလဲတက်လေးတလုံးပေါ်ကြွပြီးအဲ့ဒီတဲမှာဆုံးဖုံးပေးတယ်ဘီရင်မင်းမြက်ရဲ့နန်းတော်ကဆုံးပင်နာကိုမလိုက်ပြန်နဲ့ အရင်ပင့်ထားတဲ့လေတဲလေးကိုတွားပြီးတော့ပထမရွှေရှင်သဒ္ဒနာပိုင်းဆရာတော်ဘုရားကြီးကစွန့်ဖို့ပေးခဲ့ပါလေ။ဒါကိုမင်းမှုထံတွေကအရှင်ဘုရင်ကိုဖြစ်စဉ်သိကျလျှောက်တဲ့အခါမှာမင်းတို့မင်းဒီယာကြီးဟာရွှေရှင်ဆရာတော်ဘုရားကိုအလွန်အင်မတန်မှစတဲ့တဘူတိုးပြီးတော့ကြီးညိုသွားပါလေ။အော်ငါလိုဘုရင်တပါးကစွန့်ဖို့ပေးတာတော့အရေးစိုက်တဲ့ဆရာတော်မဟုတ်ပါလား။ စင်ရဲ့ချမ်းသာမျိုးရှေးဥစွာပင်တဲ့သူကိုဦးစားပေးတဲ့ဆရာတော်ပါလားလို့လက်သီးလက်မောင်းတမ်းပြီးပြောပါတယ်။ရှင်ဘီရင်ပင်တဲ့ဆိုတော်မှာမကြပဲဦးစွာပင်တဲ့သူရှိတဲ့အတွက်ကြောင့်ကြွသွားပါတယ်။ဒါဟာဖခင်ရဲ့ပညာတော်ထဲမှာပါပါတယ်။ရှင်ဘီရင်ပင်တဲ့ဆုံးနဲ့လက်သမားပင်တဲ့ဆုံးမခွဲခြားပါဘူး။အလုံးအင်မတန်မှမှတ်သားထိုက်ပွဲအံ့အားသင့်စရာကောင်းပါတယ်။ရွှေချင်းဆရာတော်ဖခင်ကြီးရဲ့ ဘဝဖြစ်စဉ်ကိုလေ့လာရရင်နော်ရွှေချင်းစရာတော်ဟာမင်းတို့မိလက်ထက်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာရေးဟန်တော်များအတွင် ပြည်ပင်ပြောင်းလဲ gain gain စတင်တည်ထောင်တဲ့စရာတော်တပါပါ စတင်တည်ထောင်တဲ့စရာတော်မျိုးကိုယူပြီးဒီ gain ကိုရွှေချင်း gain လို့ခေါ်ပါလေစရာတော်လောင်းလျာဟာရွှေချင်းရွာမှာပဲအရှင်ဇာဂရဆိုတဲ့အမည်နဲ့မြင်းမြတ်တဲ့ယဟန်ဘဝရောက်ပါလေရွှေချင်းစရာတော်ဟာသာသနာပြုလုပ်ငန်းလေးအာသွန်ခေါ်ဆိုင်စူးစမ်းလုပ်ကန်တဲ့အထူးသဖြင့်ဝီနီးလေးစားတဲ့စာပေပညာရှင်စရာတော်ပါအဖြစ်လူပြိုစင်ကလေးက ကြော်ကြားပါတယ်1861မှာမင်းတို့မင်းကရွှေကျင်ဆရာတော်ဟာမန္တလေးကိုပင့်ပြီးကျောင်းဆောင်တည်လှူဒန်းပါလေနန်းဦးဆရာတော်အဖြစ်ကိုးကွယ်ခံရပါတယ်ရွှေကျင်ဆရာတော်ဟာသာသနာပိုင်းနဲ့လည်းသဘောထားကွဲလွဲခဲ့မှုတဲ့အကြောင်းတရားတွေရှိခဲ့ပါတယ်ရွှေကျင်ဆရာတော်ဟာဒါကြောင့်နောက်ပိုင်းမှာနေပြီးတော့မှမနေလို့ပဲတောရဆောက်တီအေဂါဆာရီဆရာတော်ဖြစ်တဲ့တည်င်းသုံးခွင့် မြင်ရှိခဲ့ပါတယ်မင်းတို့မီဒီယာကလည်းရွှေချင်းစရာတော်အားဧကစာရီတပါးတည်းဖြင့်တင်းသုံးခွင့်ပြန်လဲခွင့်ပြုခဲ့ရတယ်လို့သိရပါတယ်မင်းတို့မီဟာရွှေချင်းခိုင်းကိုမင်းရဲ့အဆောင်လျှောက်ဆက်လက်ပေးခဲ့တယ်လို့လည်းသိရပါတယ်ရွှေချင်းစရာတော်ဟာငူဗီဇအတိုင်းမင်းနဲ့ကင်းကင်းနေခဲ့ပါတယ်မင်းတို့မီရဲ့တန်ခိုင်နာတင်ပွဲမှာလည်းမပါခဲ့ပါဘူး အင်္ဂလိပ်ပိုင်းအဲ့ဒီတုန်းကအောက်မြမာနိုင်ငံလူသူမနီးတဲ့တောတောင်တွေမှာသာအချိန်မမြတ်တင်းသုံးခဲ့ပါတယ်။မင်းတို့မင်းကသဘောတူကြည်ဖြူမှုမရှိပေမဲ့လည်းတီးလင်္ကာနိုင်ငံရှိဘာသာရေးနဲ့ပတ်သက်တဲ့အထုံးမြထာနေရာတွေကိုလည်းဖျားဖူးကြွားခဲ့ပါတယ်။1988တီဘောမင်းနဲ့တက်တဲ့အခါခေါင်းဆောင်မှုခံကန်တော့ကိုမယူပေမဲ့လည်းသာသနာပိုင်းဆရာတော်နှစ်ပါးတည်းကတပါးဖြစ်ခန့်အကျင်ခံခဲ့ရတယ်လို့သိရပါတယ်။ အင်္ဂလိပ်တို့ကတော့1885မှာရွှေကျင်ဆရာတော်ကတောတနာပိုင်းဖြစ်အတိအမှတ်မပြူဘူးလို့ဆိုပါတယ်။ဒါပေမဲ့ဆရာတော်ဂုံသတင်းဟာပြည်တော်မူတည်တိုင်အောင်မှာအာရှတိုက်တလွန်မှာတော်တော်လေးကိုကျယ်ပြန့်ခဲ့တယ်လို့သိရပါတယ်။ဆရာတော်ရဲ့လှုပ်ရှားမှုစုံမဩဝါဒကိုမူရနှုတ်မူရစိတ်မူရနုညက်တမူမူဟာအင်မတန်မှအတူယူပွဲဟာကောင်းလာတယ်လို့သိရပါတယ်ဗျာ။ဒါကတော့ရွှေကျင်ဆရာတော်ဖျားကြီးနဲ့ပတ်သက်ပြီး လေးလောင်ပြီးတဲ့အချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်ထိုးပဲကျေးဇူးတင်ပါတယ်ဗျာ